ဲ့တော့မြတ်စွာဘုရားမှာရှိတဲ့မျက်လုံး၅မျိုးဆိုတာဘာလဲလို့နံပါတ်၁ကမန္တစခုတဲ့တာမန်လူတွေလူတိုင်းရှိတဲ့မျက်လုံးမျိုးကိုမန္တစခုမန္တဆိုတာအသားဆိုင်မွေးရပါအသားဆိုင်မျက်လုံးရှိတယ်မွေးရပါမျက်လုံးအဲ့ဒါကိုမန္တစခုလို့ခေါ်တယ်ပဂတိမျက်လုံးပေါ့ပြောမယ်ဆိုရင်ပဂတိစခုပေါ့ သို့တော်စာပေကျမ်းကမှာမန္တသကုလို့သုံးတယ်မန္တသကုရိုးရပဲဒီမျက်လုံးရှိတယ်နမနိကပါတော့ဆိုဒိဗ္ဗသကုဒိဗ္ဗသကုဆိုတာဒီပိုင်းအိုင်လို့ဒီပိုင်းအိုင်ဆိုပြီးတော့နတ်မျက်စိလို့ထူးခြားတဲ့အဘိညာဉ်မျက်စိတစ်မျိုးလည်းရှိတယ် ်ဘလောက်ဝေးတဲ့နေရာပဲဖြစ်ဖြစ်မြင်နိုင်စွမ်းရှိတယ်။ကွဲနေတဲ့အရာတောင်ကြီးကွဲနေတဲ့အရာကိုလည်းထွန်းဖောက်ပြီးတော့မြင်နိုင်စွမ်းရှိတယ်။အဲ့ဒါတော့တပ္ပတာကျင့်စဉ်တကူကိုကျင့်ပြီးတော့သရုတ်ရဇန်ထီအောင်ဇန်ရပြီးတဲ့နောက်မှာအဘိညာဉ်စွမ်းအာရရှိထားတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားသာ ရှိတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့ဤစနစ်ကိုမှတ်သားပြီးတော့အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေဟာလည်းပဲဒိဗ္ဗသက္ခုဆိုတာရှိတယ်ပေါ့မြတ်စွာဘုရားရဲ့ညီတော်တစ်ပါးဖြစ်တဲ့ရှင်အနုရောဓမထေရဒိဗ္ဗသက္ခုအရာမှာဧတရေဝေရုနဲ့ချီကျူးမြောက်စားခြင်းခံတပြိုင်နက်တထိုင်နဲ့စัจ java လာတထောင်ကိုဒိဗ္ဗသက္ခုနဲ့ကြည်နိုင်စัจ java လာတထောင်ဆိုတာဟာစัจ java လာတစ်ခုမှာနော် မြေမုတ်တောင်တစ်ခုကိုခြံရမ်းနေတဲ့ခုခေတ်နဲ့အလွယ်တကူပြောမယ်ဆိုရင်ကဘာဂျိုကြီးတစ်ခုပေါ့အဲ့ဒါလိုကဘာဂျိုကြီးပေါင်းတစ်ထောင်ကိုကြီးနိုင်တယ်လို့ဆိုလို့မြေမုတ်တောင်ရဲ့လက်ပြေ၆ထိုင်ရဲ့လူပြေရဲ့ဆိုတဲ့သမုဒ္ဒရာ၄ဆင်းနဲ့ကျွန်းကြီး၄ကျွန်းဆိုတာတွေအပါဝင်အဲ့ဒီလိုဟာကိုစัจ java လာတစ်ခုအနေနဲ့သတ်မှတ်ပြီးတော့ဖွဲ့ထားတယ်စัจ java လာပေါင်းတစ်ထောင်ကိုတပြိုင်နက် ကြည်နိုင်တဲ့မျက်စိအဲ့ဒါကိုဒေဗာဆက်ခုလို့ခေါ်တယ်ပေါ့နောက်တစ်ခုကနံပါတ်3ကပညာဆက်ခုတယ်မြတ်စွာဘုရားမှာထက်မြက်တဲ့ဆူရှားတဲ့အသိဉာဏ်ပညာရှိတယ်အဲ့ဒီအသိဉာဏ်ပညာဟာလည်းပဲမျက်လုံးတစ်ဖွဲဖြစ်သောကြောင့်ပညာဆက်ခုလို့နံပါတ်3မျက်စိဟာလည်းရှိနံပါတ်4ကျတော့ဗုဒ္ဓဆက်ခုဗုဒ္ဓဆက်ခုဆိုတာ မြတ်စွာဘုရားမှာသာရှိနိုင်တဲ့ဉာဏ်ကိုဘုရားဆက်ကုလို့ခေါ်တာအဲ့ဘုရားဆက်ကုဆိုတာတရားရည်ရဲ့အတွင်းစရိုက်တွေကိုနှိုက်နှဲချွတ်ချွတ်သိနိုင်တဲ့အသိဉာဏ်ဆိုပါတော့လူတယောက်ဟာပေါ်ရန်ကြည့်လိုက်မယ်ဆိုရင် လူစိုးလူကောင်းသိချင်မှသိသူစိတ်ထဲမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုမြတ်စွာဘုရားကလူကြည့်တာနဲ့ပဲစိတ်တွေကိုတပြိုင်နက်လူတယောက်ရဲ့စိတ် 16မျိုးခွဲခြားပြီးတော့သိနိုင်တယ်လို့ဒီလိုဆိုလိုတာပေါ့အဲ့ဒီလူတွေရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အခြေအနေရရသူ့ရဲ့ဇယိုက်ဝါသနာအလေးအလာတွေကိုအားလုံးလူတွေမမြင်နိုင်တဲ့အရာတခုကိုခွဲခြားသိမြင်နိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့ဘုရားဆက်ကုအာတယာနုတယဉာဏ်နဲ့အိန္ဒြိယပရောပရိယတိဉာဏ်လို့ခေါ်တယ်။အဲဒီဘုရားဆက်ကုနဲ့ကြည်ပြီးတော့မှမြတ်စွာဘုရားတရားဝါရီကိုတရားဟောတာ။ ဒါကြောင့်မို့ဖရားဟောသမျှတရားဟာလူတိုင်းလူတိုင်းရဲ့နှလုံးသားကိုထိလို့ဟတ်ထိတယ်လို့ပြောတာပေါ့နော်နှလုံးသားထဲကိုရောက်သွားမြတ်စွာဘုရားဟောလိုက်တဲ့တရားလူတိုင်းလူတိုင်းဟာသဘောပေါက်နားလဲဘုန်းကြီးတို့တွေဟောတာလူတိုင်းတိုင်းရောက်ဖို့ရအလွယ်ဘူးဖရားဟောတဲ့တရားကိုဟောလို့သာဒီလောက်ဖြစ်တာကိုယ့်ဟာကိုယ်ဆိုရင်ဘယ်ရမလဲဘာနဲ့ဥပမာတူတော့ဆိုရင် ခဲလုံးလေးတွေကောက်ပြီးလူကြီးတွေကျဲလိုက်လို့ရှိရင်တော့အဲ့ဒါတယောက်တလေတော့မှတ်မှာပေါ့အဲ့ဒါတော့ပဲရမှာနော်ရသော်ဘုရားတော့ပိဋ္တမြောင်များစွာရဲ့စိတ်နှလုံးတွေကိုသိပြီးတော့သူ့လည်းထိသူ့လည်းထိသူ့လည်းထိဆိုပြီးတော့ရှိသမျှပိဋ္တတွေကိုနှလုံးသားရောက်ပေါအောင်ဟောနိုင်တယ်ဆိုရင်တတိရှိဒါကိုဘုရားဆက်ခုလို့ခေါ်တာပေါ့နော်အဲ့ဒါလို့ နောက်တစ်ခုကတော့တမန္တစက္ခုတမန္တဆိုတာပဝန်ချင်းအားလုံးကိုအချိန်နည်းရရအားလုံးကိုသိနိုင်မြင်နိုင်တယ်မမြင်နိုင်တဲ့အရာဆိုတာတစ်ခုမှမရှိဘူးတပ္ပဇိတဉာဏ်တော်ကြီးကိုတမန္တစက္ခုလို့ခေါ်တယ်အဲ့တော့မြတ်စွာဘုရားမှာထူးခြားတဲ့မျက်လုံး၅မျိုးရှိတယ်